အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးစားပါတယ်ကျွန်တော်မနောဖြစ်တယ်ကလေးတွေကသူကနဲ့သူလာတာဆိုရင်မိစေတို့ယုံကြမိလားလွန်ခဲ့တဲ့နှစ်များစွာကထိုင်ရောက်သွားတဲ့ညီမလေးတရားဆရာရဲ့ကလေးမလို့ခြင်းဘူးလင်မယားတယောက်တည်းကိုဒီမှာလောက်ကင်စားတော့တာနိုင်နိုင်ရဲ့လို့ပြောရှာပါဒါပေမဲ့သူတို့ကလေးလေးမွေးပြီးတော့သူတို့လင်မယားဟာ အလောက်ကိုင်းတွေတော်လေးစင်ပြေးလာကြပါတယ်ခုဆိုရင်သူတို့မွေးရမြေမှာတောင်အိမ်နဲ့ဝိုင်းနဲ့ဝဲထားနိုင်တဲ့ခြေနေတစ်ခုကိုရောက်လာပါတယ်ဒါရီဟာကလေးရကန်းလို့ပြောရင်မမားပါဘူးကလေးရဒိဗဝါပါလာတဲ့ကုသကံဒီကြောင့်မဟုတ်ရင်သူတို့လင်မယားနေရာတွေရှိတဲ့ကအစင်ပြေးမှာပေါ့ပြည့်ပြည့်စုံစုံနေနိုင်ရမှာပေါ့ တကယ်တော့သင်ရတဲ့ဇနီးမောင်နှံဖို့ကလေးယူရမှအင်မတန်ကြောက်ကြရှာကြပါတယ်အဲ့ဒီညီမလေးလည်းအဲ့ဒီလိုပဲထင်ပါတယ်ကျွန်တော်ကတော့အားပေးပါတယ်ညီမကလို့တချို့ကလေးတွေကသူ့ကနဲ့သူလာကြတာကိုကစင်းရတိုင်းအဲ့ဒီကလေးလေးမွေးပြီးစင်းရမယ်မထင်နဲ့လို့တချို့ကလေးတွေဟာရှေးဘဝအတိတ်ကပြိပ်ပြီးကောင်းကြတယ်တချို့များဆိုရင်ကလေးမွေးပြီးမကျွေးနိုင်ပါလို့ ဘာလို့ဒါဆိုရင်လားဒါသူတို့ထင်သက်သက်တစ်ခုသာဖြစ်ပါလေအဲ့ဒါတွေကမဆိုင်ဘူးညီမလို့ကလေးကကုသိုလ်ကံပါလာရင်ဆင်းရဲတဲ့မိဘကမွေးပွားလာပါသည်အဲ့ဒီကလေးမွေးပွားပြီးချမ်းသာလာတယ်အများကြီးပဲဆရာဘွားမှတွေးခဲ့ရတယ်လို့ပြောလိုက်ပါဒါတွေကကျွန်တော်မှမဟုတ်ပါဘူးမိစေတို့ကိုယ်တိုင်တော်လည်းကော မိစေတို့ပတ်ဝန်းကျင်မှာတော့လောကသာသာမီမီလေးတွေမွေးဖွားပြီးစီးပွားတက်သွားတာမျိုးတဟုန်တို့ချမ်းသာသွားတာပြည့်ပြည့်စုံစုံနေနိုင်သွားတာအများကြီးမြင်တွေ့ရပါလိမ့်မယ်ဒါတွေကကလေးတယောက်ရဲ့ကံပါလို့ပြောရင်မမင်းမထင်ပါဘူးဒါကြောင့်လူဘဝယူခုမှစတင်ရောက်ရှိလာတဲ့ပန်းကလေးတွေကိုကျွန်တော်တို့ကတော့ကြိုဆိုရမှာဖြစ်ပါတယ် ီနေ့မှာတော့ဥမျိုးနဲ့ဒေါ်မြင့်မြင့်ကလေးအတွက်ငွေရရွေးချယ်တာလေ့လာကြည့်ကြပါသို့ဆရာဝန်ခမရက6ရက်9လပိုင်း2025မှာ20ရက်9လပိုင်း2025အတွင်းရွေးချယ်ပေးရမှာဖြစ်ပါကဲ 2025ငားလာပိုင်း6ရက်ကနေ20ရက်အတွင်းကောင်းအောင်ရဲ့ရွေးချယ်ကြည့်ကြအောင်2025ငားလာပိုင်း6ရက်နေမနက်10နာရီမှ17နာရီအတွင်းမွေးဖွားရင်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့ဒီနေ့ဟာမာဘုပညာရနှစ်မာဘုရတစ်ကျွင်းမွေးနဲ့တောက်ကြဟာရာသာလာမာဘုရနှစ်ကျွင်းမွေးနဲ့ဟာတောက်ကြဟာဒီပတိ ရဲမာဖို့ရ6ကျွေမွေးနဲ့တောက်ကြဘင်းကနိုင်မာဖို့ရ4ကျွေမွေးနဲ့တောက်ကြဟာတိုက်ဌာနမှာဖြစ်ပါနောက်ထပ်ရက်ကတော့2025မဟာလာပိုင်း10ရက်နေ့မနက်ရှင်းတိုင်းမှာ9:00နာရီတွင် မွေးဖွားရင်ရွေးချယ်မှာဖြစ်ပါတယ် အဲ့ဒီနေဟာဘာဘုတ်ပညာယနှစ်မာဘုတ်ယတကျွင်းမွေးနေစနေထုံလာမာဘုတ်ယနှစ်ကျွင်းမွေးနေစနေရတာရက်မာဘုတ်ယသုံးညကျွင်းမွေးနေစနေပင်က နိုင်မာဘုတ်ယနှစ်ကျွင်းမွေးနေစနေရတာဖြစ်ပါ နောက်ထပ်ရက်ကတော့2025 5လပိုင်း16ရက်နေ့မနက်10:00နာရီမှ17:00နာရီအတွင်းမွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီနေ့ဟာမဟာဘုပညာယနှစ်မဟာဘုရတစ်ကျွင်းမွေးနံတောက်ကြရာသာဌာနလမဟာဘုရနှစ်ကျွင်းမွေးနံတောက်ကြအတ္တိရက်မဟာဘုရ6ကျွင်းမွေးနံတောက်ကြဖင်းက နိုင်မဟာဘုရ၄ကျွင်းမွေးနံတိုက်ဌာနဖြစ်ပါတယ်။ ောက်ထပ်ရက်ကတော့2025မားလာပိုင်း18ရက်နေ့မနက်9:00နာရီမှ10:00နာရီတွင်မွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါလေ။အဲ့ဒီနေ့ဟာမာဘုပညာအရနှစ်မာဘုရဲ့တကျွင်မွေးနဲ့စနေထုံးလာမာဘုရဲ့နှစ်ကျွင်မွေးနဲ့စနေရာသာရက်မာဘုရဲ့တုံညာကျွင်မွေးနဲ့စနေဖင်ကနိုင်မာဘုရဲ့တုံကျွင်မွေးနဲ့စနေအတ္တိပတိဖြစ်ပါလေ။ ားလုံးပဲမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ။